ကိုင်းတိုင်းရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာရှိပြူစော်ဒီစကန်စစ်ကောင်စီစကန်ကုန်းနဲ့ဘိုးနဲ့ကြောင်စစ်ကောင်စီစကန်တို့ကိုတိုက်ခိုက်မှုမှာနှစ်ဖက်ထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ဇွန်လ29ရက်မှာရွှေဘုံမြို့နယ်ဘက်ကဘက်ကသတင်းထုတ်ပြန်ပါတယ်ဇွန်လ28ရက်နေ့မနက်6:30မိနစ်ခန့်မှာဘိုးနဲ့ကြောင်စကန်ကုန်းကိုဒရုန်းကျတိုက်ခိုက်တယ်လို့အင်အား90ခန့်ရှိနေတဲ့တပ်စခန်းနေရာနှစ်ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ရွှေဘုံမြို့နယ်ဘက်ကဘက်တာဝန်ရှိသူကပြောပါတယ်အခုကတော့တုံးတိုင်းတော့ဒီကြားတော့ရတော့ကျွန်တော်တို့က ဟိုဟာဘုံကရှူတာကနည်းနည်းပြတ်သွားတာပါဘုံကဘုရားဟိုဟာဆန္ဒရကောင်းတာဟုတ်လေသူကဟိုဘုံအမြင်ကိုလက်ပြတ်ကြတာသူတို့ကဘုံကြီးတွေလက်ချတာကြီးလဲဆိုတော့နည်းနည်းချွာတော့ကြာသွားပါတိုက်ပွဲတွင်းမှာနှင်းသာကြီးကြေးရွာအတွင်းကဘန်ကားကားနေရာကိုဒိမ့်ပိုင်နိုင်ခဲ့ပြီးကြေးရွာထဲမှာရှိတဲ့စစ်ကောက်စီစကန်ကုန်းကိုတိုက်ခိုက်သိမ်းမိခါနီးမှာကြောင်မြောက်ခမရာဆက်နေရွှေဘိုခလာရ40နှစ်မှာဟောင်ဝဇာ105မမ120မမလို့နဲ့ အချင်းချင်းပြစ်ကူပေးခဲ့တယ်လို့စီကူအင်အားတရာကျော်နဲ့ဝင်ရောက်လာတာကြောင့်ပြန်ဆုတ်ပေးလိုက်ရတယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်းမှာအရာခံဗိုလ်တအူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပြူစောဒီ24ဦးတည်ဆုံးတာကိုမျက်မြင်တွေ့ရှိမှုနဲ့ဒေသခံတရင်ပေးတွေရဲ့တရင်ပေးပို့ချက်အရာအတည်ပြုထားနိုင်တယ်လို့ဆိုပါတယ်။ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့အသက်20ကျော်အရွယ်ရှိပလိုင်းကြီးရွာဘက်ကပါအဖွဲ့ဝင်တအူးကန္တာကြီးရွာဘက်ကပါအဖွဲ့ဝင်တအူးစစ်စုပေါင်း2ဦးတည်ဆုံးခဲ့သလိုတိုင်းနယ်5ဘာကာဖာက2ဦးတိုင်းနယ်2ဘာကာဖာအဖွဲ့ဝင်2ဦး တိုင်းနယ်လေးပါကဖာအဖွဲ့ဝင်တအူတို့တရားရခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းပြူစောဒီနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကင်ဆောင်တဲ့ကာပိုက်တနက်နှစ်လက်၊ကိုလုံးတနက်တစ်လက်၊ G3 တစ်လက်၊ကိုလုံး G66 တောင်း၊ G3 D635 တောင်းနဲ့ကြည်ရင်လေးကိုတင်စီရမိခဲ့ပြီးပြူစောဒီစကန်လုပ်ထားတဲ့နေရာတွေကိုမိရှို့ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဟင်းသာကြီးကြီးရွာအတွင်းကအမျိုးသမီးကလေးငယ်တွေအပါအဝင်ဆက်ရှိဦးဖန်စီရမိခဲ့ပြီးမြေအခြေအနေတွေအရပြန်လုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကတော့ ရှူပုံမျိုးနယ်ပါကာဖာတာဝန်ခံရဲ့ကိုကဲမှုနဲ့ရှူပုံမျိုးနယ်ပါကာဖာတိုက်ခိုက်ရေးအဖွဲ့တိုက်နယ်နှင့်တိုက်နယ်လေးတိုက်နယ်ငါပါကာဖာတိုက်ခိုက်ရေးအဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။